ဖာလုံးကတော့ထဲမှာတန်ချင်းတော့စစ်တက်တဲ့ကွယ်သူ့ရဲ့နာမည်ကတော့ဒေါက်တာသောမတ်တဲ့ကွယ်ဒါကတော့ရေသားဤချက်ပေါ့ကွယ်ဒါကတော့သူတို့နှစ်ယောက်ကတန်ငယ်ချင်းရှက်ဖီယာမီပဲဖြစ်ပါတယ်ဒီနေ့မှာတော့ယူနီကွန်းလေးတစ်ခါရောက်လာပြီးတော့မလီဟဲပိုက်ပြင်းလိုက်တာအစ်စိတ်နေရမယ်ရပါတယ်မကြောက်နဲ့တော့လို့ပြောပြီးယူနီကွန်းလေးရဲ့ဘိုက်ကိုဆန်းတက်ပေးတဲ့ကွယ်ဟုတ်ကဲ့မင်းတို့ဘာမှမကြောက်ကြနဲ့နော်ငါရှိရနေအားလုံးကိုကောက်ကွယ်ပေးမယ် ။ငါလည်းယူနီကွန်းလေးနေကောင်းလာအောင်အားရရှိရအစားအစာရည်မျိုးကိုချက်ကျွေးမယ်နော်။ပြီအဲ့ဒါမတဲတဲ့အစားအစာတွေရှောက်စားလို့ဖြစ်တာအရသာရှိတဲ့စွပြုတ်တွေရပြီနော် ။ချွန်နီကိုမလေးလည်းဘိုင်းနာလာတက်တာသွားပြီးပျော်ပျော်ရွှင်ရွှင်နဲ့တောအုပ်ထဲကိုပြန်သွားတဲ့ကွယ်။ကဲပုံမြင်လေးရတော့ဒါပါပဲကွယ်။ဒီလိုတန်ခိုင်ချင်းကောင်းတဲ့ဒါအတူတူရှိမယ်ဆိုရင်ဘယ်အခက်အခဲမှမစိုးချက်ဖြတ်နိုင်နဲ့နော်။